ကဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့စီစဉ်ကုန်တာကြာပြီဖြစ်ပေမဲ့စီပေါင်း16000နဲ့ Evito Legion တို့မှာ delay နေတဲ့ brother တွေအတွက် solo ranting လို့ကောင်းမဲ့ hero တွေအများကြီးရှိတဲ့ထဲမှာ brother တို့အတွက်ကံရလွယ်ကူပြီးတော့ ranting လို့ကောင်းမဲ့မိ9កောင်တွပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီမိ9កောင်က number 5ကနေစပြီးတော့ပြပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ number 1နေရာမှာရှိတဲ့ hero တွေက payo လေးဖြစ်မလဲဆိုတော့သိကြရင်တော့ TVO လေးကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါဗျာ ီးရိုးတွေကိုရင်မပြောပြခင်ဆိုလိုဆော့ပြီးတော့မိတ်ကင်မယ်ဆိုရင် brother တိနဲ့အချက်လေးတွေကိုကျွန်တော်ပြောပြပါမယ်။ number 1တစ်ချက်က brother ကဆိုလိုဆော့တာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ကင်နေဆိုရင်မဲ့ brother ကိုဘယ်သူမှ backup ပေးမှာမဟုတ်ပါဘူး။အဲ့အတွက်ကြောင့်မို့ backup ကိုမမျှော်မှန်းပါနဲ့တော့ brother ကို။နောက်ပြီးတော့ brother ကဆိုလိုဆော့တာဖြစ်တဲ့အတွက်ကြောင့်မို့ဗျာကိုရီကိုရာစနစ်နဲ့ရောရမယ်ဆိုတော့လေတည်တာပါ။ဟုတ်တယ် number 2တစ်ချက်ကတော့ solo ဆော့ပြီးတော့မိကင်ပြင်းနေဆိုလို့ရှိရင် brother အနေနဲ့ lane ကို roam ပြီးတက်ဖို့လိုရတာ brother အနေနဲ့ level 2ရပြီဆိုပါနဲ့ goal လေးကို သွားပြီးတော့ roll ပေးဖို့လိုတယ်။ပေါင်လဲဆိုတော့ကိုယ့်ရဲ့ goal line ကအဆင်ပြေနေမှနိုင်ဖို့ရကြရင်တော့များမှာမလို့ပါ။ဒါပေမဲ့သုံးတစ်ချက်ကတော့ brother အနေနဲ့ see so တက်ပြီးတော့ position ကောင်းကောင်းယူတက်ဖို့လိုပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုတော့ brother အနေနဲ့ battle ထဲမှာအရင် brother တင်ရရှုံးသွားပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင်လည်း solo ဆိုလို့ရှိရင် epic တို့ legend တို့ရောက်လို့ရှိရင်မိကိုင်တာများရဲ့များတယ်။ဘာလို့လဲဆိုတော့ epic တို့ legend တို့မှာ player တို့များများဗျာ lane ရှင်းရမှာပြင်းတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကမိကိုင်ပြီးတော့ lane နေရှင်းရမှာဗျာ။ lane ကိုလို့တာကလည်းပွဲဝင်အပြောင်းလဲမသိမသားလေးဖြစ်စီရဲ့ဗျာ။ ကဲလောက်ဆိုရင်တော့ brother တို့မေ့ဘူးလို့ခံရမယ်ဆိုတော့တိတော့ပြီးထင်ပါတယ်အဲ့တော့ကြောင့်မို့ hero ကောင်ကဘာတွေဖြစ်မလဲဆိုတော့တွက်ကြည့်လိုက်အောင်ဗျာ number 5နေရာမှာရှိနေတဲ့ hero လေးကတော့အများကမှုကြီးလို့ကြည့်ရကြတဲ့ Vela ပဲဖြစ်ပါတယ်ဟုတ်ပါတယ် Vela ဒီ update မှာ adjustment လုပ်ပြီးနောက်ပိုင်း meta လေးကိုမတိမတာလေးပြောင်းဝင်လာတဲ့ hero တစ်ကောင်ဖြစ်ပါတယ်နောက်ပြီးတော့ဒီ meta က fighter hyper တောင်းညနေတဲ့ meta ဖြစ်တဲ့အတွက်ကြောင့်မို့ Vela လို့ story slow ရီ stand နေပါတယ်မိကသူ့အတွက်ကင်ဆာဖြစ်စေပါတယ်နောက်ပြီး Vela ရဲ့ passive က enemy ကို skill 1နဲ့တိအောင်တုံးနိုင်လို့ရှိရင် enemy ကို၄စက္ကန့်ပြီးအောင်စီရဖြစ်ပါတယ် နောက်ပြီး Vela ရဲ့ animate က standy ပါလာတော့ standy ကိုပြီးလို့ရတယ်ပြီးတော့ level 2ကိုလည်းကိုတုံးချနိုင်တုံးချနိုင်တော့တုံးဝင်နဲ့ level 2ဖြစ်ပါတယ်။ဒါပေမဲ့ Vela အားနေတကတော့ enemy ဘက်မှာ assassin တွေပါလာလို့ရှိရင်တော့ကျော်ပါပဲ။ဒါကြောင့်မလို့ enemy ဘက်မှာ lane တို့ hayabusa တို့ lancer တို့ကို assassin တွေပါလာရင်တော့အခိုင်အမာအထင်ကြီးပြရည်ခင်ဗျာ။ဒီတော့ခကြင်းလေးဆော့ကြရင်တော့ဒီအရင်နဲ့ဆော့လို့ရပြီ emblem လေးရောဒါလေးရကောင်းပါတယ်ညာ Vader's Way ကိုတော့ flash shot ကို flicker ကို spray နဲ့ဆော့လို့ရဆော့လို့ရပြီးတော့ သားသောအနေနဲ့အဆင်ပြေနေမယ်လို့မျှော်လင့်ပါတယ်။ကြည့်ခုပြီးကိုကြည့်နေတဲ့အထက်မှာ Bella Pro တွေပါတယ်ဆိုရင်တော့ Win Win နဲ့ Max ကလေးချက်လို့သွားရပါအောင်ဗျာ။ Number 4နေရာမှာရှိနေတဲ့ Hero လေးကတော့ Valentina ပဲဖြစ်ပါတယ်။ဟုတ်ပါတယ် Valentina Enemy ဘက်မှာ Enemy ကြီးကြီးမားမားတွေပါလာလို့ကတော့ခံရတာဆောင်းရမိုက်ပါတယ်ဗျာ။အဲ့ Skill 1ကယူရှင်းပါတယ်။ Skill 2ကတော့ Skill 1ကိုအထောက်အကူပြုပြရတာ။ Skill 2ကိုတစ်ခါသုံးလို့ရှိရင် Skill 1ကပူးပေါင်းရတယ်ဗျာ။အဲ့တော့အားလေးဂိမ်းမှာ Bro အနေနဲ့ စကေးဝောက်အရင်သုံးစကေးဝောက်သုံးပြီးလို့ရှိရင်စကေးတူကိုနှစ်ခါသုံးလိုက်လို့ရှိရင်ညာစကေးဝောက်ပြန်ပွင့်လာတယ်။အဲ့ရောအဲ့စကေးဝမ်သုံးလာတဲ့ပွင့်လာတဲ့စကေးတူနှစ်ခါသုံးပြီးလို့စကေးဝမ်ပွင့်လာတဲ့စကေးဝမ်ကိုပြန်သုံးမယ်ဆိုလို့ရှိရင်ညာ enemy ကမူးနေလိမ့်မယ်ဗျာ။စကေးတူရတော့ enemy ခေါ်တာပေါ့ဗျာ။ enemy ဘက်ကအတလက်တို့ချောင်းတို့ဖာစာတို့ယူဆောင်တို့ဖရန်ကိုတို့လိုမျိုး enemy ကိုဦးစားပေးပြီးဆော့လို့ရတဲ့ဆော့ရတဲ့ hero တွေပါတယ်ဆိုလို့ရှိရင် brother ဘူးဗျာ platinum ကိုလည်းပြတ်လိုက် auto win ပြီဗျာ။ နောက်ပြီးဘလိန်နဲ့ပက်စစ်က enemy ကို visa ထက်နဲ့တစ်ခါပြစ်တိုင်း hp နင်းနေပြင်ရတယ်နောက်ပြီးတော့စပယ်သုံးလိုက်တွေးပြန်တယ်ဒါပေမဲ့စပယ်သုံးလိုက်တွေးပြန်တက်ချင်တယ်ဆိုလို့ရှင် enemy ရဲ့ hero ကကိုယ့်ထက် level များနေလို့မရပါဘူး level enemy က level များနေရဆိုရင်တော့ brother အနေနဲ့ပြစ်တက်မှာမဟုတ်ပါဘူးဒါပေမဲ့ဘလိန်က enemy တွေခိုးလို့ရတယ်ဆိုတိုင်း brother အနေနဲ့ဆောင်းအကျဲနေဆိုပြီး fat page မှာတော့တမပင်းနေပါဗျာ enemy ဘက်ကိုအရင်ကြည့် enemy ဘက်မှာကိုခိုးလို့ရတဲ့စပယ်တစ်ခုလောက်ပါလာပြီဆိုရင်တော့ပြစ်တက်ပါတယ် ဘလိနီယောက်ခက်ချင်းချင်းလေးဆော့ကျင်တော့ဒီအိုင်နဲ့ဆော့လို့ရပြီ MN လေးကတော့ဒါလေးရကောင်းပါတယ်ဘီတက်စ်ဝဲကိုတော့ဖလစ်ကာနဲ့ဆော့ဖို့ပဲအကြံပြုပါတယ်ခင်ဗျာကဲခုဗီဒီယိုကြည့်နေတဲ့ထဲမှာဘလက်တီနာပရိုရီပါရဆိုရင်တော့မတ်စနစ်ရွေးလေးကိုတစ်ချက်တော့ကြွားခဲ့ပါအောင်ဗျာကဲနံပါတ်3နေရာမှာရှိရဲ့ဟီးယိုးလေးကိုတစ်ချက်တော့သွားကြည့်လိုက်အောင်ဗျာနံပါတ်3နေရာမှာရှိနေတဲ့ဟီးယိုးလေးကတော့ YB လို့လူတီများတဲ့ Eve ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ် Eve က slow fade တွေပါတယ်ပြင်ဒါမှမဟုတ်လေ K ရဲ့အတွက် Propria ရဲ့ချိုက်ဟီးယိုးတစ်ပေါက်လေးဖြစ်ပါတယ်ဒီကိမ်းဝါကတော့ enemy ကိုဖြစ်ဖြစ် minion ကိုဖြစ်ဖြစ် တော့ကောင်ဖြစ်ဖြစ်တိအောင်တုံးနိုင်လို့ရှိရင် movement speed အနည်းငယ်မြန်လာဖြစ်ပါတယ် skill 2ကတော့ enemy ကို slow ပေးတယ် damage ပေးတယ် enemy ကတော့ဘမလိုနားလဲအောင်ပြောရမယ်ဆိုလို့ရှိရင် wire တစ်ခုချလိုက်ပြီးတော့ enemy ကို slow effect တွေရော damage တွေရောပေးမှာဖြစ်ပါတယ်ကောင်းတာတစ်ခုက bro enemy ပေးနေတဲ့အချိန်မှာ if ke enemy ကို fast stand မှာပေးလို့မရဘူးဗျအကုန်အင်ပြီးပဲအဲ့ဒါက if ကိုအားသာစေတဲ့အချက်တစ်ချက်ပဲလို့ကျွန်တော်ထင်တယ်နောက်ပြီး passive passive က step လို့ပြောလို့ရရဗျ passive ပြည့်နေတဲ့အချိန်မှာ enemy ကိုတုံးမယ်ဆိုလို့ရှိရင် အန်တီမိတ်25ချက်အထိသုံးလို့ရပြီးတော့စတမ်ပြည့်ပဲသုံးမယ်ဆိုလို့ရှိရင်25ချက်ပဲသုံးလို့ရပါမယ်။ if ကံမယ်ဆိုရင်တခုပြောချင်တာကအာလီဂိတ်မှာဆေးဆော့ပါ။အာလီဂိတ်မှာဆေးမဆော့နိုင်ရင်တော့ project e ကဆုတ်ပြတ်သက်သွားနိုင်မှာပါလိမ့်မယ်။ if ကိုခကြံကြံလေးဆော့ချင်ရင်တော့ DIN နဲ့ဆော့လို့ရပြီး MLAN ကတော့ DIN နဲ့ဆော့လို့ရပါတယ်။ flicker ကတော့ fitness base အသုံးချလို့ရပါတယ်ဗျ။ Okay နံပါတ်2နေရာမှာရှိနေတဲ့ hero လေးကတော့ Fasa ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ Fasa ဆိုတဲ့ hero ကတော့ meta ထဲမှာရှိနေတဲ့အချင်းကာလာတော်တော်လေးကိုကြာနေပြီဖြစ်ပါတယ်။ ။ဘာလဲဆိုတော့ဒီဟီးရိုကကန်ရတော်တော်လေးကိုလွယ်ပြီးတော့သူ့ရဲ့အန်နီမိတ်ကအတက်ကင်ရော high ground defense မှာပါအားကောင်းလို့နဲ့ဟီးရိုဖြစ်ပါတယ်။အားလျင်းပဲများတဲ့ပင်ရဲ့လက်ကိမ်းပါလေအလန်ဝူရဲ့ damage အကိတ်ကြီးကိုထုတ်ပေးနိုင်ပါတယ်။ SK1 SK1 ကတော့ enemy ကိုတီအောင်တုံးပြီးလို့ရှိရင် base attack ကိုနှိပ်ဒါဆိုရင် enemy က stand သွားမယ်။ SK2 ကတော့ရွေးရှင်းပါတယ်။သူ့ရဲ့ range အတွင်းမှာရှိတဲ့ hero တွေပဲဖြစ်ဖြစ် minion တွေပဲဖြစ်ဖြစ် damage ပေးပါတယ်။နောက်ပြီး SK3 animate ပေါ့ဗျာ။ ဒီရမှာ brother တို့ကျွန်တော်တခုပြောချင်တာက animate ကိုတစ်ချက်တည်းနှိပ်ပြီးတော့ position ကိုယူပစ်လိုက်တဲ့ player တွေကိုကျွန်တော်တွေ့ဘူးပြဗျာတကယ်တမ်းတော့ first side animate ကဇက်တိုင်းနှိပ်ထားလို့ရတယ်ဗျနောက်ပြီးတော့ passive first side passive က enemy ကို basic attack နဲ့နှက်ခါပြလိုက်လို့ရှိရင်ငှက်က enemy ကိုတွဲလိုက်တာဖြစ်ပါတယ်နောက်ပြီး first side ကနေနေရာမှာ corner နောက်တစ်ချက်ကတော့ skill full ပေါ့ skill full ကငှက်ပြောင်းပြီးပြင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ lane တွေကိုရုံးတဲ့နေရာမှာတော်တော်လေးကိုသုံးဝင်ပါတယ်ဒါပေမဲ့ဘလောက်ပဲကောင်းတဲ့ hero တွေဖြစ်ပါစေ hero တိုင်းမှာတော့အားနေချက်အားသာချက်ကတော့ရှိကြသမဲပါပဲ first side အားနေချက်ကတော့သိပြောတယ် ဲ့ဒါကြောင့် enemy က Hayabusa တို့လင်းတို့လိုမျိုးကို့တအားထိုက်တဲ့ hero တွေပါလာပြီဆိုလို့ရှိရင် winner တချုံဝဲထားဖို့အကြံပြုပြရစီခင်ဗျာဟုတ်တယ်ဟိုကျွန်တော်တို့လက်စလုံးလို့ hero ကိုတော့ record ပြပြီးကျဲကျင်တော့ di item လေးနဲ့ဆော့လို့ရပါတယ် emblem လေးကတော့ဒါလေးကကောင်းပါတယ်ကဲခုပြီးကြည့်နေတဲ့ထဲထဲမှာ fasa pro တွေပါဆိုဝင်းဝေးလေးကိုကြွားခဲ့လို့ရပါတယ်ကဲဘာလို့လဲဆိုလို့ရတယ်လို့ပေါ့မေးရဲအကောင်းဆုံးမေးကဘယ်မေးလေးဖြစ်မလဲဆိုတော့သိကျင်နေကြပြီမို့လား ကဲဆိုလိုရင်းဒီလိုကောင်းမဲ့ hero တွေရာမှာ number 1နေရာမှာရှိနေတဲ့ hero တွေကတော့ဂျူးမာလေးချန်ကဲပဲဖြစ်ပါတယ်ဟုတ်ပါတယ်ချန်ကဲကဒီ FP မှာနိုင်ငံလေးပဲပြပြီးနောက်ပိုင်းတော်လေးကိုအသုံးပြုလို့ကောင်းလာပြီးတော့ high rank တွေမှာဆိုရင် high ban မဘန်းလို့တော့လူကန်ရဲ့ hero တွေကောင်းဖြစ်လာပါတယ်โอเคမဘန်းမီလို့တော့ enemy ကပစ်သွားပြီဆိုလို့ရှင်ဘာလို့ဒီမှာဟာယူပါတော့ဗျာဖန်တစ်ခုလေးတစ်ခုကိုရှိုးရှိုးအောင်ရှင်းရှင်းရကန်တော့ပြန်လောက်ကြည့်ပါဦး channel ရဲ့ anime က enemy ရဲ့ blueber river တွေကိုစားလို့ရတယ်ဘယ်တယ်မှဆိုရင် damage အကြီးကြီးထွက်တဲ့အတကြောင့်ဘူးဒီ anime စားမိတော့တဲ့ပုံပါဗျာတေချာတော့မတင်တော့အင်ဂျင်ရတယ်အခု channel ရဲ့ skill 2ကိုတုံးတိုင်း moment speed မြန်တဲ့အတွက်ကြောင့်ဘူး lane တွေကိုလုံးဝနေမှာတော်တော်လေးတုံးနေပါတယ် skill 2ဘူးတော့ကလည်း basic attack ကိုတုံးတိုင်းမှာဘူးတော်တော်ချပြီးတဲ့အတွက်ကြောင့်အချောင်ကြတုံးလို့ရပါတယ် scale 1နဲ့ anime ကတော့ scale 2ပုံမှာမျိုးကိုအားသာဆော့ရပြီးတော့ scale 2မသုံးဝင်တဲ့ scale 1နဲ့ anime ကိုသုံးအောင်လို့ simple ဖြစ်နေရတယ်လို့ဖြစ်နေမှာဖြစ်ပါတယ်။ဒီ brother ဝင်နေရုပ်ရှိပြီဆိုရင်ပတ်စံတွေ့ရတယ်ပထမဦးဆုံးဝေဒနေဒီကို channel လို့ပြန်ပြရမယ်ခင်ဗျာ။ channel ခင်ဗျားလို့ဆိုရင်တော့ဒီရေနဲ့ဆော့လို့ရပြီ MR ကတော့ dynamic နဲ့ဆော့လို့ရပါတယ်ခင်ဗျာ။ but display ကတော့ play shot flicker separate တွေနဲ့ဆော့လို့ရပါတယ်။ဒီတော့ခုဒီကနေ့ဒီလိုကိုကန်ပြီးတော့ဒါတော့နေနေစမ်းနေတဲ့ကြာပါလို့ရှိတော့ပြနေပါခင်ဗျာ ဒီလိုလိုဆုံးဖြတ်ကြည့်ပြီးလေကြတဲ့ဒုတိယချင်းစီနဲ့အခုပဲကြည့်ရတယ်မယ်ညာနောက်တော့မြန်မာလေးဒါလာဟုတ်ကဲ့လို့သုံးဝင်တဲ့ဗီဒီယိုတွေတင်ဆက်ပေးမှာဟုတ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တာကိုတောင်းဆိုကြရစေညာအခုဒီလိုမှပြန်ကြည့်ကြရစေညာ